တော့ဗမာဥဆုံးစနေသားသမီးတွေအတွက်ချလာတဲ့ Deuteronomy ကဒုံငါးချောင်းစကနမိဖြစ်ပါတယ်ဒုံငါးချောင်းနမိတဲမှာဆိုရင်တော့လူ9ယောက်ပေါ့နော်လူလင်9ယောက်ကတယောက်ကိုဒုတ်တစ်ချောင်းကင်တာလေပြင်ရတာကြီးစူပေါင်းပြီးတော့တစ်ခုခုစောက်လုံနေတယ်ဆိုတော့သင်္ကတာနမိဖြစ်ပါတယ်တော့စနေသားသမီးတွေတွေကြာလာတဲ့နမိတ်ရဆိုရင်တော့အင်မတန်မှကောင်းသောနမိတ်ဖြစ်တယ်လုပ်ငန်းအသစ်တွေစာတတ်ပါတယ် စတူလုပ်ငန်းတွေစတင်ရတတ်တယ်ရှယ်ယာလုပ်ငန်းတွေစတင်ရတတ်တယ်စတူလုပ်ငန်းရှယ်ယာလုပ်ငန်းပူးတွဲပေါင်းစပ်လုပ်ငန်းတွေဟာအကျိုးအမြတ်ဖြစ်ထွန်းတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်စီးပွားရေးလုပ်ငန်းတွေအင်မတီအင်မတန်မှာတိုးတက်တတ်ပါတယ်နော်မိမိတို့ရဲ့လုပ်ငန်းတွေဟာမိမိတို့ရဲ့ငကိုအတိုင်းအရင်အတိုင်းဆိုရင်လည်းအောင်မြင်နေတတ်တယ်အောင်မြင်နေတဲ့အချိန်မှာပဲအခြားသူတွေကလည်းပါဝင်ပြီးတော့စီးပွားရေးလုပ်ငန်းဆောင်တာတွေမှာ ရှယ်ယာ ငွေကြေးတွေထည့်ဝင်လာတဲ့အတွက်ပို့ပြီးတော့အားကောင်းကောင်းနဲ့အောင်မြင်မှုရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်ဒါကြောင့်ဒီသူ့ရဲ့နမိတ်တိုင်းဆိုရင်စနေသားသမီးတွေကဒီအချိန်မှာတူကောင်းတယောက်ကောင်မလုပ်ဘဲနဲ့အများနဲ့စူပေါင်းပြီးတော့လောက်ကင်ဆောင်ရွက်ခြင်းဖြင့်ပို့ပြီးတော့အောင်မြင်မှုတွေအားပို့ပြီးတော့ကောင်းလာနိုင်တဲ့ကံတရားမျိုးရှိပါတယ်ကိုပိုင်စီးပွားရေးလုပ်ငန်းလုပ်နေတဲ့လူတွေလည်းတိုးတက်နိုင်တယ်ပေါ့နော် နောက်ကကုမ္ပဏီဝန်ထမ်းလို့အစိုးရဝန်ထမ်းလို့ဌာနတွေမှာဝင်ရောက်လုပ်ကိုင်နေတဲ့စနေသားသမီးတွေအတွက်ဆိုရင်လည်းအင်တာမကောင်းတယ်ကို့အတွက်ရဲဘော်ရဲဘက်နဲ့တူတယ်လုပ်ဖို့ကင်ဘက်တွေရတတ်တယ်အထက်လူကြီးဆရာသမားတွေရဲ့ကြိတ်ချူဆောင်ဆောင်မှုကိုလည်းရနိုင်တယ်ကို့ရဲ့လက်အောက်ငယ်သားတွေရဲ့အားပေးအားမြောက်ကူညီပံ့ပိုးပေးမှုကိုလည်းအပြည့်အဝရကို့ရဲ့လုပ်ဖို့ကင်ဘက်တွေရဲ့ပူးပေါင်းဆောင်ရွက်မှုတွေလည်းအားကောင်းတယ်အဲ့တော့ ဒီကလာမှာစနေသားသမီးကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်အလုပ်လုပ်ရတာဒီပင်မန်းလို့ပင်မန်းရမယ်မသိဖြစ်နေတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်ဘလောက်ပဲပင်မန်းတဲ့အလုပ်တွေလုပ်နေရပါစေတဲ့နော်ဘလောက်ပဲပင်မန်းနေစေပါနော်စနေသားသမီးတွေအတွက်ပင်မန်းနေလို့မရှိဘဲနဲ့အောင်မြင်မှုတွေလွယ်လွယ်ကူကူရနိုင်တဲ့ရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ် ငွေကြေးနဲ့ပတ်သက်တဲ့ကံတရာကတော့တွဲလောင်းဆွဲခံရသူဆိုတဲ့နမိတ်ကြတာပေါ့နော်အဲဒါငွေကြေးကိုအကြောင်းပြုပြီးတော့နည်းနည်းလေးစိတ်မောလူမောဖြစ်နေရတတ်ပါသေးတယ်။ရရကြီးတဲ့ငွေတွေမရဖြစ်နေတတ်တယ်။ပေးရကြီးတဲ့ငွေတွေမပေးနိုင်တယ်လို့ဖြစ်နေတတ်ပါသေးတယ်။အဲတော့ငွေကြေးနဲ့ပတ်သက်ရင်တော့နည်းနည်းလေးထင်းငော့ခြင်းတို့ကြံ့ကြာခြင်းတို့အဲလိုမျိုးလေးရှိတတ်တာပေါ့နော်။နောက်ကျမ်းမာရေးကံတရာကတော့စနေသားသမီးတွေအတွက်တော်တော်လေးကောင်းပါတယ်။ တွာကွင်းဆိုတာဘယင်မနမိတ်ပေါ့နော်ဒုတ်ပြင်မနမိတ်ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ဆိုးဆိုးရွားရွားအညံ့နေခိုက်တယ်ကြီးကြီးမားမားအညံ့နေအခိုက်တယ်မရှိပါဘူးခုမှကျမ်းမာရေးညံ့နေတယ်နော်မှကျမ်းမာရေးပြန်ကောင်းမယ်ကျမ်းမာရေးနဲ့ပတ်သက်ရင်ကန္တာတာအထူးကောင်းတယ်အဖက်ဖက်ကနေအဆင်ပြေတယ်ပေါ့နော် နောက်ဆွေမျိုးသားချင်းတွေနဲ့ပတ်သက်တဲ့နမိတ်ကတော့နည်းနည်းလေးညံ့တယ်လို့ပြောမှာပေါ့။ဘာညံ့တာလဲဆိုတော့ဒုက္ခတဲ့ဆွေမျိုးသားချင်းတွေကိုအကြောင်းပြုပြီးတော့ငွေကုန်ကြီးကြများတတ်တယ်၊စိတ်မောလူမောဖြစ်ရတတ်တယ်။အဲ့တော့ဆွေမျိုးသားချင်းတွေအတွက်ပူပင်သောကတွေကိုတစ်ချိန်လုံးကြားနေရတတ်တဲ့အချိန်ပိုင်းခြားမျိုးဖြစ်တတ်ပါတယ်။အဖေကြီးကဘာဖြစ်လို့အမေကြီးကဘာဖြစ်လို့ဆွေမျိုးသားချင်းကဘလို့ဖြစ်လို့ စသည်မျိုးနော်ဆွေမျိုးသားချင်းနဲ့ပတ်သက်ရင်အဲတော်တော်လေးဒီကာလတွေမှာဆိုရင်တော်တော်လေးစိတ်ညစ်ရတယ်ခုကဆွေမျိုးသားချင်းတွေရွေးပြီးတော့တောင်းမှအဆင်မပြေဖြစ်နေသလားလို့မေးမှန်ဆိုရင်တော့မေးရတော့တဲ့အခြေအနေမျိုးဖြစ်တတ်ပါလေနော်နောက်ပညာရေးကဏ္ဍတွေမှာကြတော့ဘာဖြစ်တတ်လဲဆိုတော့ဒီစနေသားသမီးတွေရဲ့ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စနောက်သင်တန်းတက်ရောက်ရမယ့်ကိစ္စနောက်စောင်းဝက်ဖြည့်ဆည်းခြင်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာမိဘတွေအကြီးအကဲတွေကိုယ့်ရဲ့မိသားစုတွေ အဆင်မပြေတဲ့အတွက်ကိုယ့်ရဲ့ပညာရေးရည်ရွယ်ချက်ရည်မှန်းချက်တွေကိုနောက်ဆုတ်ပြီးတော့ပေးလိုက်ရတတ်တဲ့အချိန်ကာလမျိုးဖြစ်တတ်ပါတယ်။နောက်ချင်းအိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့ဖုန်းတော်ကြီးနမိတ်ပေါ့နော်ဖုန်းတော်ကြီးနမိတ်ကတော့စုံသီးတဲ့အေဂျင့်နဲ့အဆင်ပြေတဲ့ကံကြမ္မာပါ။အဲတော့ချင်းအိမ်နဲ့ပတ်သက်ရင်ကံသာတာကောင်းတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်ကံသာတာကောင်းတယ်။အချင်းအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေရည်ရွယ်ချက်တွေပြည့်ဆဲတဲ့ကြောင်းလန်းလိုကိစ္စတွေမင်္ဂလာကိစ္စတွေမှာတူတူကြကြအောင်မြင်မှုရတတ်ပါတယ် အိမ်ဆောင်တွေဆိုရင် သာသမီတွေရင်သွေးရတနာတွေထုံငါတတ်အမွှာသာသမီတွေပါလေထုံငါတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အခြေအနေနဲ့ပတ်သက်ရင်ပြောမပြတတ်လောက်အဆင်ပြေတတ်တယ်နောက်စီးပွားရေးအလောက်ကန်ကြံစီတွေဆိုရင်လည်းအင်မတန်မှကောင်းတယ်ဒီကလောက်မှာစနေသာသမီကျွန်တော်ရဲ့မိတ်ဆွေတွေထဲမှာလှုပ်ရင်ကောင်းမလားမကောင်းလားလှုပ်တင်လားမလှုပ်တင်ဘူးလားလှုပ်ရင်ဖြစ်မှာလားမလှုပ်ဘဲနဲ့ပဲရပ်ထားမလား ဆက်ပြီးတော့ပဲတိုးတင်လာအဲ့လိုမျိုးပေါ့နော်တွေးရဖြစ်နေတဲ့ကိစ္စတွေဆိုရင်ကျွန်တော်အနေနဲ့တဲတော့နမိတ်အတိုင်းဆိုရင်လုပ်ကိုလုပ်တင်ပါတယ်ဆက်တူလုပ်ငန်း share လုပ်ငန်းတွေဆိုရင်ပို့ပြီးတော့လုပ်တင်ပါတယ်လို့အကြံဉာဏ်ပေးချင်ပါတယ်ဆိုတော့စနေသားသမီးတွေအတွက်အကျိုးပေးတဲ့ကံကောင်းတဲ့ရောင်နဲ့နီညိုရောင်နဲ့အဝါရောင်နဲ့ကောင်းပါတယ်အဲ့တော့အကြောင်းချင်းကကိစ္စကြီးကနီညိုရောင်လေးတွေဝတ်ပါအဝါရောင်လေးတွေဝတ်ပါအကျွေးသွားတောင်းမယ်အဲ့ဒီရောင်လေးတွေဝတ်သွားလို့ရပါတယ်အလုတ်သွားရှောင်မယ် ်အင်တာဗျူးသွားဖြစ်မယ်ဗီဇာသွားဝင်မယ်စသဖြင့်ကို့မှာအကြောင်းကြီးငယ်ကိစ္စရှိတဲ့အခါခဏပြောတယ်နီညိုရောင်တို့နောက်အဝါရောင်လေးတွေဝတ်ဆင်သွားတင်ပါတယ်နောက်ထီတော်တာတွေကန်သမဲတို့တာတွေကိုဝါသနာပါတဲ့စနေသားသမီးတွေဆိုရင်၃အစား၅ဆုံးတို့၅အစား၃ဆုံးတို့စတဲ့နံပါတ်တွေရှာပြီးတော့ထိုးတင်ပါတယ်သာမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုစပယ်ပန်း၈ကုံးပေါ့နော်ကတ်လူပူဇော်ပြီးတော့ဆုတောင်းပါ စနေသားသမီးတွေကြုံတွေ့ရမယ်မကောင်းတဲ့ကံစားတာအညံ့ခိုက်တွေကင်းစင်ပြေပြောက်ပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါလေစနေသားသမီးကျွန်တော်ရဲ့မိတ်ဆွေပေါင်းကိုကျမ်းမစိတ်ချမ်းသာပြီးတော့လိုရာဆန္ဒတလုံးတဝါတည်းရရှိနိုင်ကြပါစေကြံနေအောင်ဆောင်နှမြောက်ကြပါစေလို့ဆုတောင်းမေတ္တာများလှိုက်လိုက်လှဲလှဲပို့တာလိုက်ပါလေ